မင်္ဂလာပါရှင်။စာချဘိုး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာချဘိုးပါ။အာဒီနေ့မနက်မှာတော့ဗောနော။ကျမအနေနဲ့ဒီအချိန်ပိုင်းချပြီးတော့အစာဖြတ်ချင်ဗောနော။ဟော intermittent fasting ရဲ့အကျိုးကျေးဇူးတွေကိုပြောပြပေးသွားမှာဖြစ်ပါရရှင်။အဲဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုလို့ရှင်အာဒါဥပုံနေတွေဗောနော။လာပြေလာကွယ်တွေမှာဆိုလို့ရှင်သူတို့အဲရှစ်ပါးတိလာ စောက်တိကြတယ်ဗောနော။အဲဒီရှစ်ပါးတိလာတွေမှာဒါဝိကာလာဘောဇနာဆိုရဲအာ ဒီလာလည်းပါတယ်ပေါ့နော်နေလွဲညစာမစားတဲ့အဲဒီအကျဉ်းသိခါပုံပေါ့နော်အဲအဲ့ဒီလိုမျိုးနေလွဲညစာမစားတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဘလို့အကျိုးကျေးဇူးတွေရနိုင်လဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီ intermittent fasting อ่ะပေါ့နော်ဒီဗုဒ္ဓဘာသာတွေရဲ့ဒီအကျဉ်းသိခါပုံဖြစ်တာလဲ တခြားပေါ့နော်နောက်ခါကျတော့ဒါသူကသူ့မှာကောင်းကျိုးတွေရှိတယ်ဆိုပြီးတော့မှဒါတချို့ပေါ့နော်အဲချို့တွေကလည်းဒီ intermittent fasting ကိုဒါတပတ်ကိုနှစ်ရက်လောက်ပေါ့နော်သူတို့လိုက်ပြီးတော့မှအာဒါကျင့်သုံးကြတယ်ပေါ့အဲ့တော့ဒီပေါ့နော် popular ဖြစ်တဲ့ဒီလူတိညာတဲ့ဒီအစာဖြတ်တဲ့နီလန်ကကြတော့16ရှစ် မတ်တက်ပေါ့နော်၁၆ရက်နီလာဆိုတာ၁၆နာရီအစာမစားဘူးပေါ့၈နာရီစားမယ်ပေါ့အဲ့လိုပုံစံမျိုးတွားကြတာရှိတယ်ပေါ့ဥပမာအဖြစ်ပေါ့နော်အာမနက်အဲ9နာရီကနေပြီးတော့မှဒါညနေ9နာရီပေါ့နော်9ဆိုတော့10စတေးစနစ်1 2 3 4 5ဆိုတော့8နာရီပေါ့အဲ8နာရီအတွင်းမှာစားမယ်ပေါ့စားတဲ့အခါမှာလည်းအာဒါဟို ကယ်လိုရီအရင်များတာတွေမစားဘူးပေါ့နော်အဲလိုတက်တက်ညတာအောင်စားပြီးတော့မှတခါညနေ9နာရီနောက်ပိုင်းဘာမှမစားတော့ဘူးပေါ့နောက်မနက်9နာရီထိပေါ့အဲအဲ့လိုမျိုးဟို fasting လောက်ကြတာများတယ်ပေါ့နော်အဲ့လိုအစာရှောင်ကြတယ်ပေါ့အဲအဲ့ဒါပေါ်မှာသူက9ရက်ပုံမှန်စားမယ်ပေါ့9ရက်ပုံမှန်စားပြီးတော့ဟို2ရက်ကိုကြတော့အဲ့လိုမျိုးလေးအဲစားတာမျိုးရှိတယ်အဲပြီးတော့ပေါ့နော်တစ်ရက်ချာတစ်ခါပေါ့တစ်ရက်ချာတစ်ခါအာဒီနေ့ကိုစားမယ်နောက်နေ့ကိုဟိုစားတော့စားမယ်နည်းနည်းပဲစားမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအဲဒါအဲ့အဲ့ဒီအဲ့ဒီ plan လေးနဲ့တွားကြတာရှိ တယ်ပေါ့နော်အဲဒါပေမဲ့အဲ့လိုမျိုးပေါ့နော်အစာဖြတ်တာပေါ့နော်ဟိုအချိန်အကန့်တတ်ထားပြီးတော့မှအစာစားတာဘယ်သူတွေအတွက်တော့မသင့်တော်ဘူးလဲဆိုလို့ရှိရင်ဒါကိုဝင်ဆောင်တဲ့နူတိုင်းမိခင်တွေအတွက်ဆိုရင်တော့ဒါအဆင်မပြေဘူးပေါ့နော်ခါကြတော့ဟို chronic health condition ပေါ့နော်ဟိုနာတာရှည်ရောဂါရှိတဲ့သူတွေကကြတော့ဒါသူက DD plan ကိုလုပ်မယ်ဆိုလို့ရှိရင်ကြတော့ဒါဆရာဝန်နဲ့တိချာတိုင်ပင်ပြီးတော့မှဒါဒီလိုမျိုးအဲလိုက်ပြီးတော့မှဒီအလေးချက်ကိုလောက်တာပိုကောင်းတယ်ပေါ့နော်ဟာဒီဒီပေါ့နော်ဒီအစာဖြတ်တဲ့အစာမှာဆိုလို့ရှိရင်ခေါင်း ကြိုက်တာတို့မောတာတို့ဟိုမခံမညံ့တာစတာတို့ဘာလို့ဖြစ်တတ်တယ်တို့ဆိုတော့အဲ့ဒါလည်းတတိထားရမယ်ပေါ့နော်အဲပြီးတော့အစာမစားအောင်ဆိုပေမဲ့လည်းအဲရေကိုများများလေးတောက်ပေးဖို့လိုတယ်ပေါ့နော်အဲဒါလေးလိုအပ်ပါတယ်အဲ့တော့ကျွန်မအခုဒီဗီဒီယိုမှာပေါ့နော်ဒီဗုဒ္ဓခေါ်ကြခဲ့တဲ့အဲဒီတရားပေါ့နော်တဲ့အစာဖြတ်ခြင်းနဲ့ပတ်သက်တဲ့အဲဒီကောင်းကျိုးတွေနဲ့ဒီဒီဘက်ကကျတော့ဒီတိတ်တိတ်ပံပညာပေါ့နော်တိတ်ပံပညာမှာကျတော့ဘယ်လိုကောင်းကျိုးရလဲဆိုတာကိုကျွန်မအခုရှင်းပြ ပြီးတော့မှပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။အဲမြတ်စွာဘုရားကကျတော့ဘလို့ဟောခဲ့လဲဆိုလို့ရှင်ဒီမနက်ခင်းမှာပဲစာခြင်းอ่ะဗောနော်။အော်လေးလံထိုင်မှမရှိဘူး။အဲငံ့မြင့်မှုကကွယ်တယ်ဗောတရားကိုရှင်းရှင်းလင်းလင်းသိစေတယ်ဆိုပြီးတော့ဟောတယ်ဗောနော်။အာဒီတိတ်ပံနီးနေကြတော့ digestive rest လို့ခေါ်တာဗော။ digestive rest ဆိုတာကဥလေးအနာပိတ်လိုက်တာဗောနော်။အနာပိတ်လိုက်တယ်။အဲဒီဥပုံဆောက်တယ်ဆိုလို့ရှင်ကျော်ကျော်16နာရီနေနာရီ20လောက်အစာဖြတ်လိုက်တာဗောနော်။ညပိုင်းအဲ့လိုမျိုးအစာဖြတ်လိုက်တယ်ဆိုလို့ရှင် င်အမ်ဟုတ်ကအနားရသွားတယ်အနားရသွားတဲ့ခါကျတော့ဒီ acid တွေပေါ့နော် acid တွေပြန်ပြီးတော့မှဒီ reflux ဖြစ်တာကိုသူကကာကွယ်ပေးတယ်ပေါ့နော် acid တွေပြန်ဆန်တတ်တာကိုသူကကာကွယ်ပေးတယ်အဲအဲပြီးတော့ဒီအစာချေတာကိုပို့ပြီးတော့မှ ကောင်းမွန်စေတော့ဗောနော်ပုံပြီးတော့အစာရှိတာပိုကောင်းသွားမယ်အဲညမှာအများကြီးစားတာဘာဖြစ်လဲဆိုတော့အဝလွန်တာအားပေးတယ်ဗောနော်ပုံပြီးတော့ဝစီတယ်ဗောညစားတာကြတော့လေမနက်ခင်းကျတော့ကယ်လိုရီလောင်တာပိုများတဲ့ခါကျတော့အဆီးတူတွေဘာတွေဖြစ်တာဖြစ်တဲ့ဒီ chance ကလည်းပိုများတယ်ဆိုတော့ဒါညမစားလို့ရှင်အဝလွန်တာကိုလည်းကောက်ွယ်ပြီးတော့ပြောင်းပြန်နေနေဗောနော်အဆီးတူဖြစ်တာလည်းဒါပိုပြီးတော့ဖြစ်တဲ့ရာခိုင်နှုန်းလည်းနည်းသွားမယ်ဗောနော်နောက်တစ်ခုကကျတော့ဟိုဒီမျက်စောပြရတဲ့တာတော့ဒီမှာကျဘောဇနာမတင်ညူတာ လို့ခေါ်တာပေါ့နော်ခန္ဓာကိုယ်အတွက်လိုအပ်တလောက်ပဲစားရတယ်ပေါ့လိုအပ်တလောက်ပဲစားရတယ်အဲဒီတရားသဘောနဲ့ကြည့်မယ်ဆိုလို့ရှင်အားကြတော့အဲဒီဒီမြူးရဲမှန်ကြလပရေစင်းအတွက်မတော့ဘူးမော်လေအဲ့လိုမျိုးခေါ်တာပေါ့အဲဒီဘက်မှာကကြတော့အဲ့လိုမျိုးညမစားလိုက်တဲ့အခါမှာပေါ့နော်အစာကိုအတိုင်းအတာတစ်ခုဖြတ်လိုက်တဲ့အခါမှာမဖြစ်လဲဆိုတော့အင်ဆူလင်း level ကိုကျသွားစေပေါ့နော်အင်ဆူလင်း level အဲကျသွားစေတယ်အဲဒီတွေးတွင်းတကြားဓာတ်ကို ထိမ့်ထုတ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ဒီအမျိုးအစားနဲ့စီချိုသွေးချိုယောဂါကိုလည်းဒါကာကွယ်လို့ပေါ့နော်အဲနောက်တစ်ခုကကြတော့အဲဒီအစာမစားခြင်းအဖြစ်ပေါ့နော်ဟိုအာယုံစူးစိုက်နိုင်စေတယ်ပေါ့အာယုံစူးစိုက်နိုင်စေပြီးတော့မှဟိုဒီ concentration ပိုကောင်းလာတယ်ပေါ့နော်အာယုံဆိုင်မှုကပိုကောင်းလာတယ်ဆိုရာထိနာမိတ်တာမဝင်တော့ဘူးပေါ့လေအဲ့လိုမျိုးဟောတယ်ပေါ့မြတ်စွာဘုရားကအာဒီဘက်ကတိတ်ပန်နေကြနေအဲကြိလိုက်မယ်ဆိုလို့ရှင်တက် ကီတောင်းနေထောက်လုံးမှုကိုသူမြင့်မှာပြီးတော့မှဒီ BDNF လို့ခေါ်တယ်ပေါ့နော် brain derived neurotrophic factor လို့ခေါ်တာပေါ့အဲ့ဒီဥစ္စာတွေကိုသူကထုတ်လုပ်တာကိုပို့ပြီးတော့များစေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အာယုံဆိုင်မှုတွေဒီဒီလေ့လာတဲ့နေရာတွေမှတ်မမှတ်ဉာဏ်တွေကိုဒါပို့ပြီးတော့အကောင်းစေတယ်ပေါ့နော်အာပြီးတော့ဒီအစာမစားခြင်းအဖြစ်ပေါ့နော်စိတ်နဲ့ကိုတန်ရှင်းစင်ကြယ်စေတယ်လို့မျက်စောပြရဟောတယ်ပေါ့နော်ဟောတိပ္ပံလူကြားကြတော့ autophagy လို့ခေါ်တာပေါ့နော်အာခန္ဓာကိုယ်ကနေပြီးတော့မှပျက်စီးတယ်နေနဲ့ cells တွေကိုသူ့အတူဖယ်ရှားပြီးတော့သူ့ဘက်သူရှင်းလင်းတဲ့ဖြစ်စဉ်ရှိတယ် တယ်ဗောနော်အဲ့ဒါအော်တိုဖဂီလို့ခေါ်တာဗော အော်တိုဖဂီလို့ခေါ်တယ်အဲ့ဒီအဲဖြစ်စင်ုံလဲဒါပို့ပြီးတော့မှအားကောင်းစေတဲ့ dress မှုတို့တချို့တော့ယောဂါတွေဗောနော်ဟိုကင်ဆာကာကွယ်တယ် Alzheimer တွေဘာတွေဖြစ်တာဖြစ်တဲ့ရာခိုင်နှုန်းကလည်းပို့ပြီးတော့နဲတယ်ဆိုပြီးတော့မှဒါသိပ္ပံဉာဏ်လေးလာမှုတွေရှိတယ်ဗောနော်အမြများစားလို့ရှိရင်ဒါအန္တရာယ်ရှိတယ်ဆိုပြီးတော့အမျက်စာပြားဟောတယ်ဗောနော်အဒီဘက်မှာကဇာတော့ဟိုအဲ့လိုမျိုးဗောအတိုင်းတာတစ်ခုထိအစာဖြတ်ခြင်းအားလည်း အဲဒီဒီပေါ့နော်အဝိတ်ကိုလည်းကြားစီတယ်ပြီးသွားလို့ရှင်ပေါ့နော်ဒီ animal steric sign ဒီ structural sign တွေမှာလေ့လာချက်အရာပေါ့နော်ဒါအသက်ပိုရှည်စီတယ်ဆိုတော့လေ့လာချက်တွေလည်းအဲရှိတယ်ပေါ့နော်အဲအားကြောင့်မလို့အဲဒီ အတိုင်းဒါတစ်ခုထိပေါ့နော်။အဲတပတ်ကိုတရက်လောက်ဖြစ်ဖြစ်အဲလာပြေးနေတိုင်းဖြစ်ဖြစ်ပေါ့15ရက်တစ်ခါဖြစ်ဖြစ်အဲအဲ့လိုမျိုးအဲခုနပြောသလို popular ဖြစ်တာတော့သူက9ရက်2ရက်ပေါ့နော်။အဲ့လိုမျိုးဟိုအစာဖြတ်ခြင်းအပြင်ဒါရရှိနိုင်တဲ့အကျိုးကျေးဇူးလေးတွေကိုဖော်ပြပေးလိုက်တာဖြစ်ပါတယ်ရှင်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးဇူးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။